မင်္ဂလာပါရှင်။မန္တလေးခေတ်ကနေနောက်ဆုံးရသတင်းများကိုတင်ဆက်ပေးပါမယ်။ပထမဆုံး NLD အပြတ်သက်အနိုင်ရရှိခဲ့သော2020ရွေးကောက်ပွဲကိုလွတ်လပ်တရားမျှတသောရွေးကောက်ပွဲဖြစ်နိုင်ငံတကာကအသိမဲ့ပြုထားပြီးစီယုတ်စု၏အထူးရောင်ရွေးကောက်ပွဲတရားမဝင်ပေနိုင်ငံတကာကလည်းလက်မခံဟုကြေညာတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ကအပြတ်သက်အနိုင်ရရှိခဲ့သော2020ရွေးကောက်ပွဲကိုလွတ်လပ်၍တရားမျှတသောရွေးကောက်ပွဲဖြစ်နိုင်ငံတကာကအသိမဲ့ပြုထားပြီးစီအုပ်စု၏အထူးရောင်ရွေးကောက်ပွဲမှာတရားမဝင်ကြောင်း NLD ကယနေ့ကြေညာချက်ထုတ်ပြန်ပါတယ်2020ခုနှစ်နိုဝင်ဘာလ10ရက်နေ့မှာကျင်းပခဲ့သောမြန်မာနိုင်ငံပါတီဆိုအထွေထွေရွေးကောက်ပွဲသည်ကမ္ဘာကောင်းဆောင်များတန်တမန်များနှင့်ကုလသမဂ္ဂအပါအဝင်နိုင်ငံတကာအတိုင်းဝိုင်းမှလွတ်လပ်၍တရားမျှတသောရွေးကောက်ပွဲဖြစ်အသိမဲ့ 别给咋咋。<noise> သို့သောစစ်တပ်ကမင်းစင်းအမှောင်ရမှုရှိသည်ဟုအထောက်ထားမရှိသောဆွဆွဲချက်ဖြင့်2020ခုနှစ်ဖေဖော်ဝါရီတရနေ့မှာဒီမိုကရေစီနီးကျရွေးကောက်ခဲဆိုရထံမှအာဏာလုယူခဲ့ကြောင်းဆရာနာသိမ်းပြီးနောက်စစ်တပ်သည်လူခွင့်ရေးချိုးဖောက်မှုများစွာကျွလွန်နေခဲ့ပြီးယခုကစစ်ပီးဆောင်ဒုက္ခသည်3.6တန်းကျော်ရှိလာခဲ့ကနိုင်ငံရေးအကျဉ်းသား1900ကျော်ရှိနေကြောင်းယခုကစေယုစုသည်ဒီမိုကရေစီစံနှုန်းများနှင့်ကန့်ညီမှုမရှိသောအထူးရောင်ရွေးကောက်ပွဲကိုကျင်းပရန်ကြိုးပမ်းနေပြီး င်၎င်းသည်နိုင်ငံဧရိယာ၏သုံးပုံတစ်ပုံအကန့်တွင်သာ ကျင်းပနိုင်မည်ဖြစ်သော NLD ကထောက်ပြပါသည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ကစေယုတ်စု၏အတူရောင်ရွေးကောက်ပွဲကိုလက်မခံအတိမတ်မပြုကြောင်းနှင့်နိုင်ငံတကာအတိုင်းဝိုင်းအား၎င်းရွေးကောက်ပွဲကိုအတိမတ်မပြုရန်ဤပညာနှင့်ငွေကြေးအထောက်ပံ့မပေးရန်ရွေးကောက်ပွဲလေးလာသူများဆင်လွတ်ခြင်းမပြုရန်တိုက်တွန်းထားပါသည်2020ခုနှစ်နိုဝင်ဘာ10ရက်နေ့တွင်ကျင်းပခဲ့သောအထွေထွေရွေးကောက်ပွဲတွင်မင်းဆန္ဒနှင့်1118နှင့် ရာဂိုင်းနှုန်းအဖြစ်95တသမ300ရာဂိုင်းနှုန်းတွင်ကျင်းပနိုင်ခဲ့ကြောင်းနိုင်ငံရေးပါတီ60ခုမှ90လောင်း9384ဦးနှင့်တတိပုဂ္ဂလ90လောင်း260ဦးတို့ဝင်ရောက်ရှင်ပြိုင်ခဲ့ကြောင်းဆန္ဒမဲပေးခွင့်ရှိသူပေါင်း တနိုင်ငံလုံးဆန္ဒမေးပေးမှုအနေနဲ့87ရာခိုင်နှုန်းကျော်လာရောက်မဲ့ပေးခဲ့ကြပြီးအမျိုးသားဒီမိုကရေစီဖွဲ့ချုပ်မှမဲဆန္ဒနယ်အလုံးကြီး82.36ရာခိုင်နှုန်းအနိုင်ရရှိကလွတ်တော်ကိုယ်စားလှယ်920ဦးရွေးချယ်တင်မြှောက်ခံခဲ့ရကြောင်း NND ကပြောပါရယ်မြန်မာပြည်သူတို့ဒီ COVID-19 ကပ်ရောဂါကိုရင်ဆိုင်လျက်နဲ့မိမိတို့ဆန္ဒကိုရှေးဝန်ဆွန်စွာရင်းရင်ဆွန်စွာဖော်ထုတ်ခဲ့ကြကြောင်းပထမအကြိမ်မဲပေးခွင့်ရသူ9တန်းကျော်နဲ့ပြည်ပရောက်နိုင်ငံသားများလည်း ဆိုင်ရောက်နိုင်ငံများမှတစင်ပောင်းဝင်မဲပေးခဲ့ကြကြောင်းကိုဗစ်အနေနဲ့ဈာမပြည်သူများတခဲနဲ့ပူးပေါင်းပါဝင်မှုကြောင့်ထွက်ပေါ်လာသည့်2020ခုနှစ်ရွေးကောက်ပွဲရလဒ်ကိုနိုင်ငံတကာမှခေါင်းဆောင်များနဲ့ရွေးကောက်ပွဲစောင့်ကြည့်ရေးအဖွဲ့အစည်းများကကြိုးဆိုထောက်ခံခဲ့ကြကြောင်းနိုင်ငံတကာအဖွဲ့အစည်းများနဲ့ရွေးကောက်ပွဲလေ့လာသူများကလွတ်လပ်တရားမျှတသောရွေးကောက်ပွဲဖြစ်အသိမဲ့ပြုခဲ့ပြီးအသိမဲ့ပြုသောအဖွဲ့များတွင်လည်းရွေးကောက်ပွဲစောင့်ကြည့်ရေး Japan Mission အဖွဲ့ စန်တာပြည်တွင်ရွေးကောက်ပွဲစောင့်ကြည့်အဖွဲ့ဆက်နှက်ဖွဲ့တို့ပါဝင်ကြောင်းသိရပါတယ်တရုတ်ပြည်သူတမရနိုင်ငံတော်တမရကြီးရှီချင်းပင်မြန်မာနိုင်ငံဆိုင်ရာအမေရိကန်တန်ယုံရန်ကုန်အမေရိကန်မျိုးသားလုံခြုံရေးအကြံပေးအမေရိကန်နိုင်ငံသားဝင်ကြီးမိုက်ပွန်ပီယို UK နိုင်ငံသားဝင်ကြီးမစ္စတာနိုင်ဂျေအဒမ်ပြည်ထောင်စုတမ်မကြီးမစ္စတာတန်ချန်ကနေဒါနိုင်ငံသားဝင်ကြီးဌာနဩစတြေးလျနိုင်ငံသားဝင်ကြီး မစ္စစ်မာရီပိန်ဂျပန်ဝင်ကြီးချုပ် ယိုရှိဟီတဲစုကအိန္ဒိယဝန်ကြီးချုပ်နာရင်ဒရာမိုဒီထိုင်းဝန်ကြီးချုပ်မစ္စတာပရာယွတ်ချန်ဝါချာစင်ကာပူဝန်ကြီးချုပ်မစ္စတာလီရှန်လွန်ဘူတန်ဘီယင်မင်းမြတ်ဂျစ်မီဆေကာနန်ဂျေဝမ်ချောင်းဘူတန်ဘီယင်မင်းမြတ်နဲ့ဥရောပသမဂ္ဂတို့က NLD ပါတီရဲ့ရွေးကောက်ပွဲအောင်နိုင်မှုရလဒ်ကိုချီးကျူးဂုဏ်ပြုခဲ့ပြီးတောင်အောင်ဆန်းစုကြည်ကိုချီးကျူးဂုဏ်ပြုခဲ့ကြောင်းသိရပါတယ်။ လက်ရှိအချိန်ထိပြည်ပြည်ဆိုင်ရာလွှတ်တော်များတမကအပါဝင်နိုင်ငံတကာအတိုင်းဝိုင်းက2020ခုနှစ်နိုဝင်ဘာအထွေထွေရွေးကောက်ပွဲရလဒ်ကိုအထိမဲ့ပြုနေစေဖြစ်ပြီးဥရောပတမကနှင့်ကမ္ဘာကူလာတမကစသည့်အဖွဲ့အစည်းကြီးများအပါဝင်နိုင်ငံတကာအတိုင်းဝိုင်းကမြမအရေးနှင့်ပတ်သက်၍2020ရွေးကောက်ပွဲရလဒ်အပေါ်မှာသာအခြေခံရွေးသားချင်းကပြောဆိုခဲ့ပြောဆိုလျက်ရှိကြောင်း NLD ပါတီကဆိုပါသည်ထို့ပြင်2008ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့အညီဖွဲ့စည်းထားသောပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် င်ကလည်း2020ရွေးကောက်ပွဲရလဒ်ကိုတရားဝင်အတိမဲ့ပြုခဲ့ကြောင်း2020အထွေထွေရွေးကောက်ပွဲရလဒ်သေးတာပြည်သူ့စံနာနဲ့အညီတရားဝင်တရှိနေစေဖြစ်ကြောင်း NLD ကထုတ်ပြန်ပါတယ်2021ခုနှစ်ဖေဖော်ဝါရီ၁ရက်နေ့တွင်မြန်မာစစ်တပ်ကမင်းစင်မှားယွင်းတည်ဟူသောအကြောင်းပြချက်ဖြင့်ရေကောက်ခံတိဆောက်စေအစိုးရထံမ ရေကောက်ခံဒီဇယ်အစိုးရထံမှအာဏာလုယူခဲ့ခြင်းသည်မြန်မာနိုင်ငံ၏ထိုးစဉ်က2008ဖွဲ့စည်းပုံအခြေခံဥပဒေအပအဝင်အခြားအမည်သည့်ဒီဇယ်ဥပဒေများနှင့်မျှတိုက်ညီမှုမရှိကြောင်းမင်းစင်မှားယွင်းမှုရှိသည်ဟုစစ်တပ်ကစွပ်စွဲခဲ့တော်လဲဆိုပါစွပ်စွဲချက်များမှာအထောက်ထားခိုင်လုံခြင်းမရှိကြောင်းမင်းစင်မှားယွင်းသည့်ထို့နောက်မဲမတမာမှုရှိသည်ဟုလိမ့်ညာစွပ်စွဲ၍အာဏာသိမ်းယူမှုသည့်အထောက်ထားမခိုင်လုံသည့်ဖြင့်ထိုကိစ္စနှင့်ပတ်သက်၍မြန်မာစစ်တပ်၌ဥပဒေအရအဆုံးဖြတ်ပြုပိုင်ခွင့်ရင်းယူဆောင်ရွက် ုင်ခွင့်လည်းမရှိကြောင်းမဲစင်မှောက်ရမှုနဲ့မဲမတမမှုတို့တင်တိုက်ရိုက်သက်ဆိုင်သောအကြောင်းချင်းရများလည်းမဟုတ်ကြပါရွှေကောက်ပွဲဆိုင်ရာအငင်းပွားမှုများမှောက်ရင်ချွတ်ချော်မှုများကိုကင်တွယ်ဖြစ်ရှင်ရန်တောင်ဝန်နှင့်လုတ်ပိုင်ခွင့်မှာတီစဲဖွံ့ဖြိုးပုံဥပဒေ အခြေခံဥပဒေအရပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှဆက်၍သက်ဆိုင်ရာကော်မရှင်အစဉ်စဉ်ထံ၌သာတည်ရှိကြောင်း NND ကပြောပါရယ်စေယုစုဂျင်မာမေအတူရောင်ရွေးကောက်ပွဲဤတရားမဝင်ဘဲစေယုစုကဖွဲ့စည်းလိုက်သည့်ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည်ဒီမိုကရေစီစံနှုန်းများဖက်ဒရယ်စံနှုန်းများနှင့်ကိုက်ညီမှုမရှိသောအတူရောင်ရွေးကောက်ပွဲဂျင်မာရင်ဂျိုးပန်းနေကြောင်းစေယုစုနေဖြင့်၎င်းတို့ကိုးကားနေသော2008ဖွဲ့စည်းပေါ်အခြေခံဥပဒေအရပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကိုဖွဲ့စည်းပိုင်ခွင့်မရှိကြောင်း စစ်တပ်စီစဉ်ကျင်းပမည့်ရေကောက်ပွဲကိုပြည်သူကပေးချလျက်ရှိသောစစ်တမ်းများအရလည်းစစ်တပ်ကစီစဉ်မည့်ရေကောက်ပွဲကိုပြည်သူလူထုကပြက်ပြက်တမ်းသာအငင်းပေကြောင်းတွေ့ရှိရမည်ဖြစ်ကြောင်း NLD ကထောက်ပြပါသည် 2020ခုနှစ်ဧပြီလ24ရက်နေ့အာနာလူအကျန်းဖက်စစ်ကောင်စီဥက္ကဋ္ဌမင်းအောင်လိုင်ကိုရောင်တက်ရောက်သဘောတူညီခဲ့သောအာဆီယံဆိုင်ရာမြမအရေးဆိုင်ရာဘုံသဘောတူညီချက်၅ချက်နဲ့ကုလသမဂ္ဂလုံခြုံရေးကောင်စီဆုံးဖြတ်ချက်အမှတ်2669ဒင်းလေအာနာသိန်းစစ်ကောင်စီကရွေးကောက်ပွဲကျင်းပရန်ကိစ္စအလင်းမပါဝင်ကြောင်းထုတ်ပြန်2025ခုနှစ်အောက်တိုဘာလ26ရက်နေ့ကထုတ်ပြန်လိုက်တဲ့အာဆီယံ၏ထုတ်ပြန်ချက်တွင်ဘက်အတီတီမှအကျန်းဖက်မှုများချက်တန်၍အလုံးပါဝင်သည့်နိုင်ငံ၏ဆွေးနွေးမှုများ များကိုဦးစားပေးလှုပ်ဆောင်ရမည်ဟုဖော်ပြထားကြောင်းဥရောပ သမဂ္ဂအာဆီယံလွှတ်တော်ကိုယ်စားလှယ်များအဖွဲ့အစရှိသည့်နိုင်ငံဆောင်အစုအဖွဲ့များကလည်းဆေးရုံစုကျင်းပမည့်ရွေးကောက်ပွဲကိုလက်မခံကြောင်းကြေညာချက်များထုတ်ပြန်ခဲ့ကြကြောင်းသိရပါသည်။အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ကပြည်သူများ၏ဆန္ဒနှင့်တိုင်းဒေသမဟာမိတ်များ၏ရည်မှန်းချက်ဖြစ်သည့်ဆရာနာရှင်စနစ်ချုပ်နှိမ်ပြီးအသွင်သဏ္ဍာန်နှင့်အနှစ်သာရပြောင်းလဲမည်ဒီမိုကရေစီခွင့်ရင်းများကိုအခြေခံသောဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးလမ်းကြောင်းပေါ်တွင်ခိုင်မာစွာ ရည်တည်နေကြောင်းအဆိုပါလမ်းကြောင်းကိုတန်းတူညီမျှမှုနဲ့ပြည်သူလူထုဆန္ဒကိုအခြေခံ၍ဒေသရင်းအင်အားစုများနဲ့အတူတကွပူးပေါင်းဆောင်ရွက်ကဖက်ဒရယ်ယူနစ်များ၌ဂျာကာလာဖွဲ့စည်းပုံအခြေခံဥပဒေသို့မဟုတ်ဂျာကာလာစီမံများရေးဆွဲအကောင့်ထဲပေါ်နေပြီဖြစ်ကြောင်းသိရပါသည် အစိုးရများအနေနဲ့မြမပြည်သူတို့၏ဆန္ဒအမှန်ကိုလေးစားအသိမဲ့ပြုပါရန်စေုပ်စု၏အတူရောင်ရွေးကောက်ပွဲအတွက်နည်းပညာအထောက်ပံ့နှင့်ငွေကြေးဆိုင်ရာအကူအညီများပေးရခြင်းမပြုရန်ရွေးကောက်ပွဲလေးလာသူများကိုစိတ်လွတ်ခြင်းမပြုရန်စေုပ်စုဂျမ်းမာမီရွေးကောက်ပွဲသည်တရားမဝင်ကြောင်းနိုင်ငံတကာကအသိမဲ့မပြုကြောင်းပူရဲကြေညာချက်ထုတ်ပြန်ရန်အစိုးရတရားမဝင်ရွေးကောက်ပွဲရလဒ်ကိုအသိမဲ့ပြုခြင်းမပြုပါရန် NND ကပန်ကြားတိုက်တွန်းထားပါသည်။ ရှင်ပြင်တရားမဝင်ရွေးကောက်ပွဲရလည်ရပေါ်ထွန်းလာပြီးအဖွဲ့အစည်းနဲ့ပူးပေါင်းဆောင်ရွက်ခြင်းမပြုပါရန်ထောက်ပံ့ကူညီမှုများမပေးရန်နဲ့ပိတ်ဆို့အရေးယူမှုများဆက်လက်ထားခြင်းရဲ2020ခုနှစ်ပါတီစုံအထွေထွေရွေးကောက်ပွဲမှာတရားဝင်ရွေးချယ်တင်မြှောက်ထားသောအနိုင်ရပါတီကောင်းဆောင်ဖြစ်တဲ့အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌနိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နိုင်ငံသား၏ဝင်ကြီးတော်အောင်ဆန်းစုကြည်နှင့်ဒုတိယဥက္ကဋ္ဌ နိုင်ငံတော်တမရကြီးဥဝင်းမြင့်တို့အပါအဝင်နိုင်ငံ၏အကျဉ်းသားများအလုံးလွတ်မြောက်ရေးဆောင်ရွက်ပေးရန်ဒီမိုကရေစီစနစ်ရှင်သန်ရေးလွန်လာသောမိတ်ဆွေနိုင်ငံများအလုံးပူးပေါင်းဆောင်ရွက်၍မြန်မာနိုင်ငံ၏ဒီမိုကရေစီရေးလူခွင့်ရေးနှင့်ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးကိုအကူအညီအကောင့်ထည့်ဖော်ပေးပါရန် NLD ကတိုက်တွန်းတောင်းဆိုထားကြောင်းသိရှိရပါသည်